ဒီဗီဒီယိုရဲ့အကင်အိုဇေးရှော့လို့ဝယ်လာရင်ကနေပစ္စည်းကောင်းမကောင်းဆန်ကြည့်ပါမယ်နော်။မာထားပစ္စည်းလေးရောက်လာပြီဆိုတော့သတင်းတို့ဆဖောက်ကြည့်လိုက်ရအောင်နော်။ပစ္စည်းပါတော့အကြီးကြီးပဲရှင်။သူ့မှာကအမခန့်ချက်လဲပါတာကြောင့်မလို့ပစ္စည်းတစ်ခုခုဖြစ်တဲ့ဆိုရင်ပြန်လဲလို့ရပါတယ်ရှင်။အစားတော့သတင်းကခဲပြလေးလိုချင်တာမရဘူးဘောနော်။အမဲအောင်လေးပဲရလိုက်တယ်။ဒါလေးကတော့မီနူမိတ်ဆက်လေးတွေဘောနော်။ကိုမလောက်တတ်ဘူးဆိုရင်ဒီထဲကကြည့်လို့ရပါတယ်ရှင်။ဒါကတော့လုတ်ပုတ်လုတ်နီးစာအုပ်လေးတွေပါ။ဒါကတော့အကင်တန်ပြားထင်တယ်နော်။အဲဒါဆိုရင်အထဲမှာဖောက်ကြည့်လိုက်ရအောင်နော်။ပစ္စည်းကတော့သူတို့တည်တည်တက်တက်လေးတေချာထုတ်ပို့ထားပါတယ်ရှင်။အမဲအောင်လေးလည်းမဆိုးပါဘူးနော်။လာတာပဲဒီမှာလေးကတော့အပူချိန်လေးတွေမိနစ်လေးတွေပါ ါပြထားပြီးတော့ဗောနော်ဒါတော့လက်ကင်ကိုင်းလေးပါအဲ့ဒါဆိုရင်သင်တို့ပစ္စည်းလေးတွေစတက်ပြီးွားပြီးဆိုတော့မလောက်ခင်မှာတံပြားလေးအရင်ထည့်လိုက်ရအောင်နော် စ္စည်းကတော့ကိုရရောက်ချင်းကိုတမျိုးချင်းစီစစ်ပေးရမှာပေါ့နော်ဒါမှပဲကောင်းမကောင်းကိုသိရအောင်လို့ပါရှင့်အရင်ဦးဆုံးမီပလပောက်ထိုးပြီးတော့စက်ပစ္စည်းကောင်းမကောင်းကိုစမ်းကြည့်ပါမယ်ပေါ့နော်မီလင်းမလင်းပါဝါခလုတ်လာမလာပေါ့နော်အဲ့လိုမျိုးလေးပါမီခလုတ်ဖင်းလိုက်တာနဲ့ဒီမှာတင်းခနဲ့ဆိုပေါ်လာတာပေါ့နော်အသားရဲ့ဒီဘယ်လိုမျိုးဘလောက်အပူချိန်ဘလောက်မနစ်ဆိုပြီးတော့ပေါ်လာတာပေါ့နော်ကိုဟာကိုအတိုးအလျှော့လုံးလို့လည်းရပါတယ်အဝါမီလင်းနဲ့ပါဝါခလုတ်လဲလာတယ်ဆိုရင်တော့โอเคပေါ့နော်ဒီပစ္စည်းလေးကိုစဆန်လို့ရပါပြီစင်ကတော့ပြင်ထားတဲ့ကြက်တောင်ပဲလေးကိုကင်ဆန်းကြည့်ပါမယ်ပေါ့နော်ကိုတုံးဝမဲ့အပူချိန်မနစ်ဘလောက်လဲဆိုတာကိုမသိဘူးဆိုရင်အပေါ်မှာရေးထားတာလေးကြည့်လို့ရပါတယ်ရှင့် ဒီနေရာမှာတခါ39ခွက်လေးရှိရင်တော့အိုးဆေးစရာမလိုတော့ဘူးပေါ့နော်။ဒီမှာထားတာမရောက်လာသေးလို့ဒီတိုင်းပဲတုံးပြလိုက်ပါတယ်ရှင့်။အခုသစဉ်တုံးပြနေတာကတော့ယူတက်တစိမ့်ထဲကပေါ့နော်။ပုံမှန်ဆိုရင်1290ကိုမှအခု900ခန့်လုံးရှော့လို့လေ900တော့မပြည့်ဆိုအရန်တန်တာနဲ့သစဉ်ကတော့ဝယ်ခဲလိုက်ပါတယ်ရှင့်။အခုထည့်လိုက်တဲ့စက်တောင်ပံကိုအချိန်အားဖြင့်မိနစ်20ပေါ့နော်။အပူချိန်အားဖြင့်200ဆိုပြီးတော့သစဉ်ညှိပြီးတော့ထားထားပေးမှာပဲပေါ့နော်။ပြီးမှပဲတစ်ခေါက်ပြန်လဲပါမယ်။ဒါလေးတွေကတော့အတီးအရွက်အသား9ကိုအပူချိန်ဘယ်လောက်လဲမိနစ်အချိန်ဘယ်လောက်လဲဆိုပြီးတော့နမူနာပြထားတာပေါ့နော်။အလုံးပိတ်ကြီးမဟုတ်ဘဲနဲ့မန်လေးနဲ့ဆိုတော့အထဲကအသားကင်းလေးတွေကိုကြည့်လို့ရတော့ပိုအဆင်ပြေတာပေါ့နော်။ခု ဆိုရင်အသားလေးတွေကစပြီးတော့ကြက်နေပြီပေါ့နော်တဖောက်ဖောက်တဖောက်ဖောက်တော့ပေါ့နော်စားချင်းစရာအရန်ကောင်းနေပြီရှင့်ဒီနေရာမှာသတိထားရမှာကတော့တတ်မှတ်ထားတဲ့အချိန်ပြည့်သွားပြီဆိုရင်ချက်ချင်းဆွဲထုတ်တာမျိုးမလုပ်ဘဲနဲ့အထဲကမီးလေးအလင်းပြောက်သွားပြီဆိုအားမှာပေါ့နော်ဆွဲထုတ်ပေးပါနော်အခုဆိုရင်กินထားတဲ့အသားလေးတွေအပေါ်ချမ်းကြက်သွားပြီပေါ့နော်အယောင်လေးကအရန်လာပြီးတော့အနံ့လေးကမွေးနေတာပဲရှင့်အောက်ပိုင်းတချမ်းကတော့ကကောင်းမကြက်သေးလို့တစဉ်နောက်တစ်ပြန်ထပ်กินရမှာပေါ့နော်အခုလိုမျိုးတစဉ်တချမ်းတချမ်းစင်းစီလက်ပေးရပါမယ်ရှင့်အဲ့ဒါကိုအပူချိန်180တုံးပြီးတော့မိနစ်20ထပ်กินပါမယ်ပေါ့နော်ကိုစိတ်တိုင်ကြအပူချိန်ဘယ်လောက်မိနစ်အချိန်ဘယ်လောက်လဲဆိုတာကိုအဆင်ပြေတယ်လို့ညှိယူလို့ ည်းရပါတယ်ရှင်နောက်ဆုံးမှာတော့မြို့ကိုနေတဲ့ကြက်ကင်ကြွရွရွမမွေလေးကိုစားရတော့မှာပေါ့နော်မီးဘောကတော့ဘလောက်ကုန်မလဲတော့မသိဘူးရှင်ဒီလိုလေး off ပြီးဆိုတာနဲ့ power ခလုတ်ပိတ်တာကိုစောင့်မယ်မီးပိတ်တာကိုစောင့်မယ်ပြီးရင်တော့ဆွဲထုတ်စားလို့ရပါပြီရှင်ချက်တယ် ဒီမှာလေးပါ哦မဟုတ်သေး哦ထထန်း okay ဒီမှာလေးနော်ကြည်လိုက်哦စားချင်းစရာအရန်ကောင်းတယ်နော်ကြက်ဝိုင်းဆိုရင်နော်တခုချင်းစီရောအကလုံးဆွဲထုတ်မယ်နော်သူ့ကလေအပြင်မှာအယောင်လဲလှတယ်ပြီးရတယ်အရန်လဲမွေပြီးတော့လေအဲ့လိုမျိုးစီကြော်တွေနဲ့မတူဘောနော်အကင်ဆိုတော့လေခုလိုမျိုးအသားလေးကကြစ်ကြစ်ထထုတ်လေးနဲ့ရှိနေတာတော်တော်လေးကိုကောင်းတယ်ရှင့်ပူပူလေးနဲ့အပြင်ကတရေခွန်လေးကကြွတ်ကြွတ်ဖြစ်ပြီးတော့အသားထဲကအီအီလေးနဲ့ဘောနော်အယိုးတွင်းထီးကိုကြက်ပါတယ်ရှင့်စီမများနဲ့ကြော်ထားတဲ့ကြက်ကြော်တွေကိုစားမဲ့အစားခုလိုမျိုးကြက်လေးတွေကိုကင်စားရင်လဲပို့ပြီးတော့စားလို့ ကောင်းတယ်ကျမရေးနဲ့လည်းညီညွတ်တာပေါ့နော်နောက်နေ့ကျမပဲတခြားမိနူလေးတွေဆန်လုပ်ကြည့်အောင်မယ်နော်ဒီမှာကြည့်လိုက်ပါရှင်အယိုးထိကြက်တယ်ဆိုတာနော်အသွင်းသားတိလုံးဝကြက်ညောပဲမိုက်တယ်နော်ဒီအိုလင်ပစိုးပေးရတဲ့ဇင်းနဲ့အရန်တက်မယ်တတား